ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ကိုင်းရဲအပိုင်း၁၁ဇလန်းလေးအစမှာတော့နတ်ဆိုးမကလီစတိုကို နေနူတော့သေးပြီဒီတစ်ခါအဆုံးသက်ပြီဘဝကူးဖို့သာပြင်ထားဆိုပြီးအသက်ကုန်ပြေးပြီးတိုက်ခိုက်ပါတော့တယ်လီစတိုကတော့ဘာမှအသံမထွက်ပြီမဲ့နတ်ဆိုးကတော့အသံနေစူညံနေပါတယ်မလောက်လေးမလောက်စားတယ်တစားစီဆွဲဖြစ်ဖြစ်မယ်ဆိုပြီးပြေးတိုက်ခိုက်ရင်ယူဇာဘက်က ထုတ်ထားတဲ့နတ်တငယ်အကူအညီတွေယူပြီးလီစကကြားခံတိုက်ခိုက်ရင်နတ်ဆိုးမကိုအလဲထိုးနိုင်ခဲ့ပါတယ်လေကျယ်နေတဲ့နတ်ဆိုးမ နောက်ဆုံးတော့လေးတစ်ချက်သေးစော်လိုက်တာနဲ့တင်အရှိုက်ထိလဲကျသွားပါတော့တယ်ခက်ပြင်းပြင်းအာကုံတုံးပြီးထတ်စော်လိုက်တာကြောင့်နတ်ဆိုးမလေးစကိုတော့ပြန်မချနိုင်တော့ပါဘူးဒါရင်မပြီးသေးပါဘူးနတ်ဆိုးမကတဖန်ပြန်ထလာပြီးဒီတစ်ခါတော့နင်းအသေးပဲဆိုပြီးအတင်းပြေးဝင်ကတိုက်ခိုက်ပေမဲ့လေးစကဂျက်ကောင်တက်တဲ့ကိုဝင်ထိုးလိုက်တာကြောင့်နတ်ဆိုးမတစ်ချက်သေးအရှိုက်ထိပြီးနလန်မထူနိုင်အောင်ဖြစ်သွားခဲ့ပါတယ်လေးစတိုက်ကွက်ကပြင်းလွန်းလာကြောင့်နတ်ဆိုးမအတန်အောင်မထွက်နိုင်တော့ပါဘူးချက်ချင်းလဲသွားပြီးလီစတိုကတော့နဆူမကို လှလှကြီးအနံ့ယူလိုက်နိုင်ပါပြီ။ဒါပေမဲ့ထင်ထားသလိုပွဲမပြီးသေးပါဘူး။နဆူမကလက်သေးတွေထုတ်အားတွေအကုန်သုံးပြီးလီစီအသက်ကုန်ပြေးလာပါတော့တယ်။လီစ်လည်းဒါတော့မမှတ်သေးဘူး။အသေးပဲဟာဆိုပြီးအသက်ကုန်ထိုးလိုက်တာကြောင့်နဆူမထက်လဲကျသွားပါတော့တယ်။ခဏနေတော့ယူဆာကသူ့ရဲ့ဆလမ်မန်ဒါဆိုတဲ့တိုက်ခိုက်ရေးမီးတော့ကိုဆေးလွပြီးနဆူကိုတခါတည်းမီးလောင်တိုက်သွင်းလိုက်ပါတော့တယ်။ယူဆာကတောင်ယုံတန်ယုံနဆူလောက်ကဒီမီးတော့ကိုမခံနိုင်ဘူး။တခါတည်းအသက်ဆုံးရှုံးမှလို့ပြောလိုက်တယ်။နှစ်ယောက်သားလက်ဝါးချင်းရိုက်ပြီး ငါတို့လုံနိုင်ခဲ့ပြီနတ်ဆိုးတော့ဘဝပြောင်းသွားပြီလို့ဂုံယူစွာပြောနေတော့မီးတောက်ထဲကနေနတ်ဆိုးပြန်ပေါ်လာပါတော့တယ်စီရန်တို့ရောလစ်တို့ရောနတ်ဆိုးမသေးတာကိုကြည့်ပြီးမဖြစ်နိုင်တာအသက်တော်တော်ပြင်းပါလားဆိုပြီးပြောနေခဲ့ကြတယ်ယူဇာကလည်းမီးတောက်ထဲကပေါ်လာတဲ့နတ်ဆိုးကိုကြည့်ပြီးမဖြစ်နိုင်တာငါတို့တက်ခဲ့ပြီးပြီလေပြန်ပေါ်လာစရာအကြောင်းမရှိဘူးဆိုပြီးပြောနေခဲ့တယ်ခဏနေတော့မီးတောက်လည်းငြင်းသွားရောရုပ်ပြက်ဆင်းပြက်ဖြစ်သွားတဲ့နတ်ဆိုးမကလစ်ကိုလက်ညှိုးထိုးပြီးဟေ့ မင်းခုနကငါထိုးချက်ကိုရှောင်လိုက်တာမလားဒီလောက်ငါလှင်မြန်ဖြတ်လက်ပြီးထိုးချက်ပြင်းတာမင်းဘလို့ရှောင်လိုက်တာလဲလို့မေးတော့လိစ်ကဝိလဲចောင်းပတ်လုပ်ပြီးအဲ့ဒါကတိုက်ကွက်ပုံစံတစ်မျိုးလေဘာတိုက်ကွက်ပုံစံတစ်မျိုးဟုတ်လားအဲ့ဒါနဲ့လိစ်လဲဟုတ်တယ်လေအရင်တစ်ခေါက်ကတိုက်တာမှကြမ်းပြီးပုံမြန်သေးတယ်အခုတိုက်ကွက်က ပုံသေးဖြစ်ပြီးသိတ်လဲမမြန်ဘူးလေအဲ့တော့နင်းတိုက်ကွက်ကပုံသေးဖြစ်နေတာကြောင့်ငါတို့ကအေးစေးအနိုင်ယူနိုင်တာလို့လိစ်တို့ကပြောခဲ့တယ်အသက်ကိုလောင်းကြီးထပ်ပြီးတိုက်တာ မင်းအတွက်ဒါပထမအဆုံးမလားပြီးတော့အတွေ့အကြုံမရှိတာလည်းပါမယ်လေပဲကြည့်ပြီးတစ်ဖက်ရန်သူကိုတိုက်ကွက်လှလှမစင်နိုင်ဘူးလေဝါနုသေးတာပဲမင်းထပ်ပြီးလေ့ကျင့်လိုက်ပါအောင်ဆိုပြီးနှစ်ယောက်သားကဝိုင်းဖဲ့နေပါတော့တယ်မင်းကပုံသေးတိုက်ကွက်တွေကိုပဲလေ့ကျင့်ထားတာတစ်ဖက်လူကဘလို့တိုက်ခိုက်လာမလဲဆိုတာကိုမင်းမခံမနိုင်ဘူးလေမင်းလေ့ကျင့်မှုအရန်အားနည်းနေသေးတာပဲလို့ပြောတော့ငါတို့ကိုတတ်မယ်လေပါလေးနဲ့ငါတို့တိုက်ခိုက်တာကိုခဏလေးတော့မခံနိုင်ဘူးကွာ ရှက်စရာကောင်းလိုက်တာလို့ပြောနေခဲ့တယ်။အဲ့တော့နတ်ဆိုးမှလည်းဟုတ်ပြီမင်းတို့ပြောတယ်လို့ပဲငါအထင်သေးသွားတာလို့ပြောတော့လစ်ကဘာလဲအခုကစပြီတကယ်ချတော့မလားလို့မေးတော့နတ်ဆိုးမကမဟုတ်ဘူးငါရှုံးပြီမဆက်တော့ဘူးဆိုပြီးအလံဖြူပြသွားပါတော့တယ်။အားလုံးလည်းစက်မတိုက်တော့ပဲနတ်ဆိုးမအညံ့ခံသွားတာကိုကြည့်ပြီးအံ့ဩနေကြကြတယ်။ငါမင်းတို့လူသားတွေကိုအထင်သေးမိသွားတယ်။ငါတို့လောက်မတန်ပါဘူး။မော်အစွမ်းမရှိဘူးထင်နေကြတာ။ ငါအခုလိုအညံ့ခံတာပထမအဆုံးပဲလူသားတွေစီမှာငါအညံ့ခံတာတော်တော်လေးသွေးပွက်ပွက်ဆူစေတယ်ငါအတွက်အဆင်မပြေဘူးပြီးတော့ငါတို့မိစ္ဆာဘုရင်ကငါကိုအသက်ရှင်လျက်ပြန်လာဖို့မှားထားတယ်အဲ့တော့မင်းတို့နဲ့ငါစက်ပြီးမတိုက်ခိုက်တော့ဘူးငါအရှုံးပေးပါတယ်ဆိုပြီးပြောခဲ့တယ်လောလောဆယ်တော့မြင့်မြတ်တဲ့ဓားကိုငါတို့အဆုံးရှုံးခံလိုက်မယ်တိုက်ပွဲမှာငါရှုံးသွားတဲ့အတွက်မင်းတို့ငါကိုဘာလို့စေခြင်းလဲမင်းတို့လောက်ခိုင်းတဲ့အတိုင်းငါလက်ခံမယ်ဆိုပြီးပြောတော့လီစတိုကလည်းစဉ်းစားနေခဲ့ပါတယ် လစ်လဲနဆိုးကတောင်းတမှန်မှန်ပြောနေတာကြောင့်တနာပြီးရှုံးနေရင်လဲလဲလိုက်ပါတော့လားဘာလို့စကားတွေထပ်ပြောနေတာလဲလို့ပြောခဲ့ပါတယ်ဒါကိုစီရန်ကကြားပြီးမဟုတ်ဘူးလေနဆိုးတကောင်ကိုအခုလိုမျိုးအလွယ်လွတ်ပေးလို့မရဘူးလေသူရှုံးသွားတဲ့အတွက်တခုခုတော့တောင်းဆိုရမှာပဲလစ်ကစီရန်စိတ်တကစိတ်ပြက်စရာကောင်းတယ်လို့ပြောလိုက်တာကြောင့်နှစ်ယောက်သားရန်ထဖြစ်ပါတော့တယ်အဲ့တော့ယူဇာကကင်ရယ်ကတည်င်းလိုက်ချင်တာမလားနဆိုးတွေဘလို့ကျူးကျော်လဲဆိုတာကိုအဲ့ဒါမေးပါလို့ပြောခဲ့တယ် အဲ့ဒါနဲ့နဆိုးလဲမိစ္ဆာဘရင်စေခိုင်းထားတာငါတို့နှစ်ယောက်ပဲတခြားသူတွေကိုတော့ငါတို့မသိဘူးလို့ပြောခဲ့တယ်ပြီးတော့နင်တို့သိကျင်တာဒါပဲလားလို့မေးတော့တခြားဟာတွေကတော့ကင်ရက်ကိုမင်းမှသိမှာပါလို့ပြောတော့နဆိုးမကလည်းနင်တို့ကမင်းကလေးဖြစ်နေလို့ယောက်ျားလေးသာဆိုငါနဲ့တညလောက်အတူအိတ်ခွင်ပေးမှာကင်ရယ်ဆိုလဲရတယ်အဆင်ပြေတယ်လို့ပြောတော့လစ်ကစိတ်တူပြီးမရဘူးကင်ရယ်လုံးဝမရဘူးလစ်လိုက်ပါတော့ဆိုပြီးအတင်းမောင်းထုတ်လိုက်ပါတော့တယ်ခဏနေတော့နဆိုးဟာထွက်မသွားခင် ငါနမေကယူရီကာပါမှတ်ထားခြင်းရင်မှတ်ထားလိုက်ဆိုပြီးထွက်သွားပါတော့တယ်။ဒါကိုမော်စီယာမာလီကငါတသက်အခုလိုမျိုးနတ်ဆိုးတကောင်ကသူ့နမေပြောပြီးရင်ရင်ကြည်ကြည်မိတ်ဆက်သွားတာတခါမှမတွေ့ဘူးသေးဘူးလုံးဝအံ့ဩစရာပဲလို့ပြောနေခဲ့တယ်။တစ်ဖက်မှာလည်းကန်ရီလိုနှစ်ယောက်ကတိုက်ခိုက်ဖို့နေရာယူနေကြပါပြီ။အဲ့အချိန်နတ်ဆိုးကမချခင်လေးမေးစရာရှိပါတယ်။ငါကြူရောဘယ်မှာလဲလို့မေးတော့ကန်ရီကလည်းဂျိုးကဒီမှာပါတယ်။မင်းငါကိုနိုင်ရင်ယူသွားဆိုပြီးဓားကိုဆွဲထုတ်လိုက်ပါတော့တယ်။ ဂိုင်ရယ်လဲသူကအဝေးပစ်တွေကောင်းတယ်အနာကပ်ဖို့နီလန့်ရှာရမယ်ပြောပြီးအတင်းပြေးတိုက်တာကိုနတ်ဆိုးကမရှောင်ပဲဓားကိုထောက်ထားကမော်ပညာသုံးပြီးဂိုင်ရယ်ကိုအဝေးကိုလှမ်းပစ်လိုက်ပါတော့တယ်ဂိုင်ရယ်လဲပစ်ချက်ကအချိန်ပြင်းလာကြောင့်အတော်လေးကိုအထိနာသွားပါတယ်ခဏနေတော့နတ်ဆိုးကနတ်တရားတိုက်ပွဲအတွင်းကလူတက်ခဲ့တဲ့မော်ပညာတွေထုတ်သုံးတိုက်ခိုက်တာကြောင့်ဂိုင်ရယ်ဟာထွက်ပြေးပြီးမဲ့ဇက်ကွင်းမလို့ပဲအတော်လေးကိုအထိနာခဲ့ပါတယ်လူသားမင်းတေဖို့သာပြင်တာမင်းဘလောက်ပြေးနိုင်မှာလဲ ငါဆက်ကွင်းထဲမှာမဲတေရမယ်ဆိုပြီးပြောနေခဲ့တယ်။ကင်ရယ်လည်းအနားကပ်ရမယ်ဆိုပြီးနတ်ဆိုးမော်အစွမ်းနေပြစ်နေတဲ့ခြေကပင်အတင်းအနားကိုအရေးစွန့်ဝင်တိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းတမ်းမာလုံးနဲ့နတ်ဆိုးကလှမ်းပြစ်လိုက်တာကြောင့်ကင်ရယ်အဝေးကိုလွင့်ထွက်သွားပါတော့တယ်။လဲကျသွားတဲ့ကင်ရယ်ကိုကြည့်ပြီးနတ်ဆိုးကမင်းရုံးကန်နေလေအလကားပဲဆက်တိုက်မနေနဲ့တော့ငါ့ကြိုပြန်ပေးဆိုပြီးပြောနေတော့ကင်ရယ်ကမင်းအနားကပ်မလာနဲ့နော်။မင်းကြိုကိုချိုးပြစ်လိုက်မယ်ဆိုပြီးချင်းချောက်ပါတော့တယ်။အဲ့ဒါနဲ့ကင်ရယ်လည်း ဂျိုးကိုမြောက်တင်လိုက်ပြီးလဲစားကနတ်ဆိုးကိုအသေးသက်ဖို့လှုပ်ပါတော့တယ်။ကိုင်ရယ်နတ်ဆိုးကိုဓာထိုးပြီးအသေးသက်ဖို့လှုပ်ပြီးမဲ့အသက်ပြင်းလာကြောင့်မသေးခဲ့ပါဘူး။ကိုင်ရယ်လည်းဇွဲမလျှော့ပဲထပ်ပြီးမီးလောင်တိုက်သွင်းဖို့လှုပ်ပါတော့တယ်။နတ်ဆိုးကအယမ်းတက်မှလုံးလာကြောင့်ကိုင်ရယ်အထိနာပြီးလဲကျသွားပါတော့တယ်။ကိုင်ရယ်လဲကျနေတော့နတ်ဆိုးကမော်ပစ္စည်းကိုထုတ်လိုက်ပြီးမင်းအဲ့ဒါနဲ့တခါတည်းသေသွားတော့မင်းကိုငရဲပို့ပေးမယ်ပြောတော့ကိုင်ရယ်လည်းအိတ်ထဲကပလင်းလေးကိုထုတ်ပြီးနတ်ဆိုးကိုကောက်ပစ်လိုက်ပါတော့တယ်။ နတ်ဆိုးကအဲ့ဒါဘာတွေလဲဆိုပြီးမိတော့ငါတို့ရဲ့အတော်ဆုံးဗဘဲသမားထုတ်လုပ်ပေးထားတဲ့တသက်လုံးခွာလို့မရတဲ့ကောပြီးတော့မင်းအတွက်အထူးချင်းကျိုးဆိုပြီးကျိုးလှမ်းပစ်ကတုတ်လိုက်ပါတော့တယ်နတ်ဆိုးလဲခွာမရတဲ့ကောရဲ့တန်ကျိုးတွေရဲ့ချုပ်ထားတာကြောင့်လုံးဝမလုံနိုင်ပဲကင်ရဲလက်မှာအငိုင်းမိနေခဲ့ပါတော့တယ်ကင်ရဲကလည်းမင်းအတွက်အထူးထုတ်ထားတာမို့လို့လားမသိဘူးမင်းနဲ့တိတ်လိုက်တာပဲလို့ပြောခဲ့တယ်ခဏနေတော့ကင်ရဲကနတ်ဆိုးလဲဝင်းကိုဓာတ်နဲ့ထောက်လိုက်တော့နတ်ဆိုးကလည်းမင်းဘာသိကျင်တာလဲ မြန်မြန်မေးလို့ပြောခဲ့တယ်။အဲ့တော့ကိုင်ရယ်လဲမင်းတို့မိစ္ဆာဘရင်ကငါတို့လူသားတွေကိုတိုက်ခိုက်နေတာလားလို့မေးတော့ဟုတ်တယ်။သူကအရင်ကတည်းကလည်းလူသားတွေကိုတိုက်ခိုက်လာတာ။ပြီးတော့မြင့်မြတ်တဲ့ဓာတ်ကိုလိုချင်နေတာ။အဲ့ဒါကြောင့်ပဲမင်းတို့လူသားတွေကအမြဲနဆိုးတွေစီမှာပဲတေးရတာလေ။ဒါကြောင့်ငါတို့ကိုတမန်တော်အဖြစ်ဆေးလွတ်ပြီးလူသားတွေကိုတိုက်ခိုက်ဖို့ဂွင်းစင်ကိုင်းနေတာလို့ပြောခဲ့တယ်။အဲ့ဒါနဲ့ကိုင်ရယ်ကငါအသိကျင်ဆုံးတစ်ခုထပ်မိမယ်။မင်းတို့နဆိုးတွေမှာဂျုံမပါတဲ့အနက်ရောင်တစ်ကောင်ရှိတယ်လို့မေးတော့ မဖြစ်နိုင်ဘူးဂျိုးကငါတို့နတ်ဆိုးတွေတိတ်ခါပဲဂျိုးမပါပဲဘယင်ခံမဖြစ်နိုင်တယ်လို့မင်းပြောတာလည်းမရှိဘူးလို့ဖြေခဲ့တယ်။ကံရွယ်လည်းပေါက်ကြရတွေဖြစ်နေတာကြောင့်တက်ဖို့လုံနေတော့မင်းကိုမိစ္ဆာဘယင်နဲ့ပေးတွေ့ပေးမယ်။တာမန်လူသားတွေဆိုမိစ္ဆာဘယင်တွေနဲ့တွေ့เสียအကြောင်းမရှိဘူး။ငါစီစဉ်ပေးမယ်လို့ပြောတော့ကံရွယ်စဉ်းစားနေခဲ့တယ်။ခဏနေနတ်ဆိုးကသူစီစဉ်ထားတဲ့နောက်ထပ်နတ်ဆိုးတစ်ကောင်ကိုခေါ်ပြီးကံရွယ်ကိုတိုက်ခိုက်ဖို့လုပ်ပါတော့တယ်။စိတ်ထဲမှာတော့တက်ပလိုက် အက်ကောင်ကိုတက်ပလိုက်ဆိုပြီးပြောနေတော့လက်မြန်လွန်လာတဲ့ကံရွယ်က နဆိုးကိုတပ်ပလိုက်ပြီးလက်ဦးမှုရယူနိုင်လိုက်ပါတော့တယ်အဲ့တော့ကံရွယ်လဲမင်းကလေးအကွက်တွေမတုံးနဲ့မင်းလုံနေတာတွေကလှဲ့မကြည့်ပဲတောင်သိနိုင်နေအယူမလုဆမ်းပါနဲ့လို့ပြောတော့နဆိုးလည်းအံ့ဩသွားပါတော့တယ်အဲ့အချိန်ကံရွယ်ကဆက်ပြောပါတော့တယ်မင်းတို့လောက်တော့ငါမသိပေမဲ့ငါကတော့မင်းကိုသိတယ်ဂါလို့ပြောတော့နဆိုးကဘာလဲမင်းကငါနာမည်သိနေတာလားမေးတော့ငါအခုအကုန်မှတ်မိပြီကျူးကျော်စစ်တုံးကမင်းတို့နဲ့ငါတိုက်ခိုက်ခဲ့ရတယ် မင်းအကြောင်းငါကောင်းကောင်းသိတယ်ဆိုပြီးပြောနေခဲ့တယ်။ပြီးတော့မင်းခုနကလေးကမိစ္ဆာဘရင်အကြောင်းပြောရင်မင်းတက်ညာခွင့်ရအောင်မယ်။အခုကမင်းလိမ်ပြီးကလင်ကကျစ်နီလန်းနေတုံးတာကြောင့်မင်းကောင်ကလုံးဝမတက်ညာပေးတော့ဘူး။မင်းလိုကောင်းမျိုးကိုထက်လဲမတွေ့ကျင်တော့ဘူး။နောက်ထက်လဲမမြင်ကျင်တော့ဘူးဆိုပြီးပြောခဲ့တယ်။မင်းလိုကောင်မလိုတော့ဘူး။ငရဲသွားတော့ဆိုပြီးမီးတွင်းတဲကိုပြစ်ချလိုက်ပါတော့တယ်။မင်းလိုကောင်ကမီးတွင်းထဲမှာပဲတန်တယ်ဆိုပြီးကြောခိုင်းကကင်ရယ်တယောက်ထွက်လာပါတော့တယ်။ပရိသတ်ကြီး နောင်လာမယ့်အပိုင်း၁၄မှာတော့ကင်ရယ်နဲ့မိစ္ဆာဘုရင်တို့ဘလို့နှစ်ဖူးတွေ့ဒူးတွေ့တွေ့ကြအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်